ိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Adulate Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာတိမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တဆောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်တွင်ရင်မှုဖြစ်သူတာကိစ္စဓမ္မဇောတိကတဆောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့စိနေတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေးပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။ အရင်ကအသီးမဖွဲရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေးပြများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာ အမေးပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတီကို နားလည်သိခံခွင့်လွှတ်ပေးပါရန်အိနေယာကနေနောက်ထပ်မေးမြန်းလာတဲ့အကောင့်နံပါတ်ကတော့အမုန်းခံစားဆိုတဲ့ကောက်ကမေးထားတာဖြစ်ပါရဲ့ဆရာ။ဒီနေ့ဟာမေးခွန်းကကြတော့မိမိဤအာနေချက်ဟုထင်ပါတယ်။တောတာပန်တည်ရန်အတွက် ဖြစ်ပျက်ကိုပဲရှုရင်ဟောပြောနေကြပါတယ်။စာပေအရာ တောပပံတည်ရန်ရုံဏကိုပန်းချတည်ရမယ်ရုံဏတို့အကြောင်းအကျိုးကိုသိစေတတ်ရမယ်ဟုတည်ရပါတယ်ဆရာအမားနဲ့အမန်ထိုနှစ်ခုကိုဆက်ဆက်ပတ်သက်ပုံတို့ကိုသိလိုပါတယ်ဆရာအစဉ်လေးစားအားကိုးလျက်ပါဆရာဆိုပြီးတော့အမိထားပါတယ်ဆရာအနည်းချုပ်လေးပြောမယ်နော်တောပပံတည်ဖို့ရန်အတွက်တရုံဏကိုပန်းချတည်ရမယ်အကြောင်းအကျိုးကိုဆင်ခြင်ရမယ်အဲ့ဒါလို့ပြောခြင်းသည် ယထာဘုဒ္ဓဉာဏ်ရအောင်ပြောခြင်းဖြစ်တယ်အခြေခံအမြင်ကိုပြောခြင်းဖြစ်တယ်တနည်းအားဖြင့်ပြောရင်အန္တပုရိဇယံနေကလျာဏပုရိဇင်ဖြစ်အောင်တိုးမြင့်ပြီးပြောခြင်းဖြစ်တယ်ဒါကြောင့်သူသည်အာဓိကလျာဏအစအကြီးကောင်းခြင်းလို့ညီးတယ်မမဟုတ်အဲ့လိုပြောတာလည်းမမဟုတ် နောက်တစ်ခါဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကဖြစ်ပျက်ကိုပဲထပ်တလဲလဲရှုရမယ်လို့ပြောတယ်။အဲဒါလိုပြောပြောခြင်းသည်ဝိပဿနာဉာဏ်ရင့်တန်တည်တဲ့ရင့်တန်အောင်အလဲအနေဖြတ်ပြီးပြောခြင်းဖြစ်တယ်။ဒါကြောင့်သူ့ကိုမစ္စေကလျာဏလို့ခေါ်ရမယ်မမှားဘူးနော်မစ္စေအလဲကြီးကောင်းခြင်းပဲ။အဲဒီအနေတစ်ပါးထပ်ပြောရင်အဲ့ဒီဖြစ်ပျက်ကို မုန်းအောင်အဲ့ဒီဖြစ်ပျက်ကိုဆုံးအောင်ရှုရမယ်။သာသပြောတဲ့နိဗ္ဗာန်ကိုအတ္တင်္ဂရကိုခန္ဓာပါလေယုံဉာဏ်သင်္ကြန်ပရမတ်ကခန္ဓာလို့ပြောပြီးလေအဲ့တော့သင်္ကြန်ပရမတ်ကဖုံးထားတာပေါ့ ခုနကတော့ယုံနဲ့ဝယ်နေယုံနဲ့မှာပါရှိတယ်တကယ်တမ်းသမာဓိကောင်းလက္ခဏာပါရှိတယ်ဖြစ်ပြပဲအဲ့တော့ဖြစ်ပြပဲမြင်နေလို့လည်းမပြီးဘူးအဲ့ဒီဖြစ်ပြကိုမုန်းသွားအောင် ဆုံးသွားအောင်မလို့ကျွန်တော်ရှုရတာပေါ့နော်အဲ့ဒါဒီပန်းဝင်နိုင်ဖို့ရန်အတွက်အဆုံးသတ်အခြေအနေကိုပြောခြင်းဖြစ်တယ်နော်ဖြစ်ပြကိုဆုံးအောင်ပြုဒါကြောင့်သူဒီပရိယောသနာကလျာဏလို့ခေါ်တယ်အဆုံးမကောင်းခြင်းလို့ပြောတယ်ဒါကြောင့်အားလုံးကိုသတ်ထုတ်ချပြီးပြန်လို့ရင်ယုံနိုင်ကိုပန်းချမြင်ဖို့အကြောင်းကျိုးကိုဆင်ခြင်နိုင်မှုသည် ကလျာဏဗုဒ္ဓရှင်ဖြစ်အောင်ပြောခြင်းအစာယူကောင်းခြင်းဖြစ်တယ်ယထာဗုဒ္ဓညာရအောင်ပြောခြင်းအစာယူကောင်းခြင်းဖြစ်တယ်အာတိကလျာဏဖြစ်တယ်ဝိပဿနာတရားအထောက်ရ၌ဖြစ်ပျက်ကိုပဲထပ်တလဲလဲရှုဖို့ကြီးပဲပြောခြင်းသည်အလယ်ကနေကြားဖြတ်ပြောခြင်းဖြစ်တယ်ဝိပဿနာညာရင့်တအောင်ပြောခြင်းဖြစ်တယ်မြစ်စေကလျာဏအလယ်ကြီးကောင်းခြင်းဖြစ်တယ်ဝိပဿနာညာအထောက်တဲ့အခါမှာဖြစ်ပျက်ကို ဆုံးအောင်အသင်္ကြန်တက်ကိုဆုံးအောင်ရှုပေါ့နော်မျက်မှောက်ပြုဖို့တဲ့ရှုအောင်ပြောခြင်းသည် နောက်ဆုံးပန်းဝင်တဲ့အခြေအနေကိုပြောခြင်းဖြစ်တယ်အဲ့ဒီအခြေအနေရောက်အောင်အားပေးခြင်းဖြစ်တယ်ဆုံးမခြင်းဖြစ်တယ်ပေါ့နော်ဒါကြောင့်သူဒီပရိယောသနာကလျာဏဖြစ်တဲ့အတွက်အဆုံးအကောင်းခြင်းနဲ့ညီတယ်သူနီးနဲ့သူယဉ်ပြီးသူဟန်နဲ့သူတင့်ပါတယ်လို့ဒါလေးဖြေကြရပါတယ်နော်ဟုတ်ကဲ့ပါဆရာမမေဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တိတ်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြစ်အများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်